မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူဖြင့်ရှင်လောင်း9500ရှင်ပြူပွဲပြုလုပ်ခဲ့ပြီးရှင်လောင်းတအုံးလင်ငွေကြက်တသိန်းပေးမယ်ဆိုကတပြားတစ်ချက်မှမရလို့မိဘများပြောဆိုရင်းအကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲကိုအေပီလာ၂ရက်နေ့ကပြုလုပ်ခဲ့ပြီးရှင်လောင်းတုံးလင်ငွေကြက်တသိန်းပေးမယ်လို့ကတိပေးခဲ့တော့လဲလက်တွေမှာတပြားတစ်ချက်မှမပင်းကြောင်းရှင်လောင်းများရဲ့မိဘတချို့ကသတင်းဌာနကိုပြောပါတယ်။အေပီလာ၂ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုင်မိသားစုအလူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲကိုရန်ကုန်မှာပြုလုပ်ခဲ့ကြောင်းရှင်လောင်းများဖြင့်ရန်ကုန်တိုင်းတိုင်းလုံးရှိအခြေခံပညာကျောင်းများမှကျောင်းသားများကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားတွေကိုကိုယ်ရင်းအဖြစ်သင်ကန်းစီပေးကြောင်း သင်ငန်းစီပေးရမှာသင်ငန်းစီဖို့ကုန်ကြစင်ပြင်ငွေကျပ်တသိန်းပေးမယ်လို့မင်းအောင်နိုင်မိသားစုပြောဆိုခဲ့တော့လေလက်တွေမှာကိုစိန်နဲ့ကိုသင်ငန်းစီရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရကြောင်းသိရပါတယ်။ចောင်းတချောင်းမှာចောင်းသား25ကိုမဲဖောက်ပြီးရွေးတဲ့ရှင်ပြူပွဲအတွက်အုပ်ကြီးတွေနဲ့ចောင်းဦးကြီးတွေရှန်ကုန်းတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလေးမိသားစုတွေကိုရှင်ပြူစင်ရေးဖြင့်ငွေကျပ်တသိန်းပေးမယ်။သင်ငန်းတွေဘာတွေကိုဝင်ကြီးချုပ်မိသားစုမင်းအောင်နိုင်မိသားစုကအကုန်ချခံပေးမယ်ပြောတယ်။ ဒါပေမဲ့ရှင်ပြုတ်ပွဲသာပြီးသွားတဲ့ငွေတသိန်းလည်းမရဘူးကိုကလေးအတွက်သင်္ကန်းစင်ကစားကိုဟာကိုအကုန်ဝင်ရတယ်ကိုပစံကိုပဲတောင်းရတယ်အလူငွေတသိန်းမရတဲ့ပြင်လမ်းစိတ်ဆုံးလူပန်းဖြစ်တယ်လို့ရှင်လောင်းတုံးရဲ့မိဘကပြောပါတယ်မလ28ရက်နေ့စကိုင်းတိုင်းကလေးလှုပ်ခတ်လို့လူသိဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တော့လေမင်းအောင်လိုက်မိသားစုကအပြီးနှစ်ရက်နေ့ရှင်လောင်း9500ရှင်ပြုတ်ပွဲအလူကိုမဖြတ်ပဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစေခဲ့ကြောင်းအပြီးလ2ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့ရှင်လောင်းစုပေါင်းရှင်ပြုတ်ပွဲနဲ့နှဲ့လေပွဲ ဲကိုမြို့နယ်ထွေအုပ်တွင်ကတက်ရောက်ခင်ရပြီးရွှေဒဂုံစည်းတော်မှာလှည့်လည်ပွဲများကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုံ့ဆော်ခင်ကြောင်းသိရပါတယ်။ဒါပေမဲ့ငလင်တန်တဲ့ခဏရချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြူပွဲနဲ့ပတ်သက်ပြီးဝေဖန်ခံမှဆိုရင်လာကြောင့်တရင်ထုတ်ပြန်ခြင်းမပြုခဲ့တာလို့သိရပါတယ်။နောက်ထပ်တပုံအနေနဲ့စကိုင်းငလင်တဲ့မန္တလေးပြည်သူများအတွက်လူဒန်းထားတဲ့ကုညီကယ်ဆိုင်ပစ္စည်းတွေကိုရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကမတရားသိမ်းယူပြီး၎င်းတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းထံကိုပြန်လည်ဖြန့်ဝေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမန္တလေးမြို့ပေါ်ရက်ကွက်တီမှာအလူရှင်တွေမှလာရောက်လူဒဏ်နဲ့ပြစ်စည်းတွေကိုအုပ်ချုပ်ရေးမှူးနဲ့ဖွဲ့ကတင်ဆက်ပြီး၎င်းတို့ပတ်သက်ဆက်နွယ်တဲ့ဆွေမျိုးတွေထံကိုပြန်လည်ခွဲဝေပေးမှုတွေဖြစ်ပွားလျက်ရှိကြောင်းငလင်တင့်ပြည်သူတွေကပြောပါရယ်မန္တလေးမြို့ပေါ်ရှိချမ်းမြတာစီမြို့နယ်မြို့တင်အမှတ်လေးရက်ကွက်မှာအုပ်ချုပ်ရေးမှူးနဲ့၎င်းဆွေမျိုးတွေကအလူရှင်တွေလာရောက်လူဒဏ်နဲ့မြည်တိပြစ်စည်းမှုဆို၎င်းတို့ကိုယ်တိုင်လက်ခံတင်ဆက်ပြီးပြည်သူတွေကိုအနှဲငယ်သာခွဲဝေပေးနေတာဖြစ်ကြောင်းသိရပါရယ်ချမ်းမြတာစီမြို့နယ်မြို့တင်အမှတ်လေးရက်ကွက်မှာငလင်တန်းကြောင့်နေအိမ်ပြိုကျသူတွေကိုအားထားက ခွင်သုံးချောင်းစာခွင်ချောင်းမှာယာယီစကန်ဖွင့်လှစ်ပေးပြီးနောက်ပိုင်းမှာအုပ်ချုပ်ရေးမှူးကလူလန်းသူများပုံမလာရောက်ဖို့ကျူးကျော်ရက်ွက်ထဲမှာဖြီသူတွေကိုပါခေါ်ထားတာကြောင့်လက်ရှိအချိန်မှာလူဦးရေ300ကျော်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။အုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါတဲ့သူရဲ့ဆွေမျိုးတွေအင်ရှိလူစင်းကုန်ပေးထားပြီးငချောက်ပိုင်းရင်သူတို့ဆွေမျိုးတွေအရင်ပေးတဲ့ကျန်နာမှတကယ်ဒုက္ခရောက်တဲ့သူတွေကရပြီးနောက်အလူရှင်တွေများများလာအောင်ကျူးကျော်တွေကသူတွေပါလက်ခံထားတဲ့စံအိတ်တွေလာလို့ရင်သူ့ရုံးခန်းနဲ့အကုန်ထည့်ပြီးတောက်ခတ်ထားတာသူတို့ပညာရေးဝန်ထမ်းတွေနဲ့အကြီးအကဲတွေပဲ ဲ့ခွင့်ယူကြတာပါတချို့မင်းကမှဝေဒါတွေကိုယူပြီးတာနဲ့အထုပ်ကြီးထုံငယ်တဲပြီးအိုးဝေဒီဆိုင်ကရီနဲ့တင်ပြီးညနေဆိုပြန်သွားကြတယ်အများစုသူတို့အကြီးကဲရီရဲ့ဆွေမျိုးသားချင်းတွေပါပါတယ်တကယ်ဒုက္ခရောက်သူက90လောက်ပဲရှိတယ်လို့ပြောပါတယ်အလားတူမန္တလေးမြို့စိန်ပန်းရပ်ကွက်မှာလည်းငလင်တန်းကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူ900ကျော်ကရှိပေမဲ့ရပ်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တွေကလူဦးရေ180ကျော်ရဲ့စည်ရင်းတွေကောင်းယူပြီးအိမ်နောက်စုခွဲထားသူတွေကိုမပေးဘဲပိုတဲ့ပစ္စည်းအလုံးကိုသိမ်းယူထားကြောင်းသိရပါတယ်စိန်ပန်းရပ်ကွက်မှာလူဦးရေ900ကျော်ရှိတာကို ဒုက္ခရောက်နေတဲ့သူတွေကြီးပဲလာကြတာကိုလူများတယ်ဆိုပြီး180ကျော်ကိုပဲစင်းရင်ကောက်တဲ့အမှန်တကယ်အိနာစုစင်းရင်ရှိပြီးအိနာစုခွဲထားတဲ့သူတွေကြဖဲထားခဲ့တာထမင်းဘူးကိုမိသားစု၅ဦးရှိတဲ့သူကစင်းရင်ကောက်လို့နမတ်ပြားရရင်တပူးကိုလူ၅ဦးခွဲစားနေရတယ်အလူရှင်တွေကပြီးရတာပါဘာလို့စိတ်ဓာတ်အောက်တန်းကျတာလဲမသိဘူးလို့ဒေသခံပြည်သူတောင်ကပြောပါတယ်လက်ရှိမှာအကြံဖက်စကောင်စင်ကစကိုင်းငလင်တင်ပြည်သူတွေကိုထင်းရောက်တဲ့ကူညီမှုတွေလှုပ်ဆောင်ပေးခြင်းမရှိကြောင်းငလင်ပေးတင်ပြည်သူတွေကပြောပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မန္တလေးစကိုင်းဗီလာမှာအလောင်းစံလီလောင်းတရက်ထဲတွေ့ရပြီးကလေးနဲ့မိခင်အလောင်းများပါပါဝင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးစကိုင်းဗီလာမှာအလောင်းစံလီလောင်းတရက်ထဲတွေ့ရပြီးကလေးနဲ့မိခင်အလောင်းတွေပါပါဝင်နေကြောင်းမြန်မာနိုင်ငံမိသက်တပွင့်ရဲ့ထုတ်ပြန်ချက်နဲ့မိသားစုဝင်တွေပြောင်းဆုံးနေလို့တွားရောက်စောင့်ကြည့်သူတချို့ရဲ့ပြောဆိုချက်တွေရသိရပါတယ်။ AB လ9ရက်နေ့ပြိုကျနေတဲ့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်စကိုင်းဗီလာကွန်ဒိုအပြည့်စည်းပင်ကြားမှာရှာဖွေမှုတွေဆက်လက်ဆောင်ရွက်ခင်ရာကလေးနဲ့မိခင်အလောင်းပါဝင်အလောင်းစံလီလောင်းကိုရှာဖွေတွေ့ရှိရကြောင်း သိရပါတယ်။ကလေးနဲ့မိခင်နေလို့ရှူဆရပါတယ်။အမျိုးသမီးအလောင်းတွေနဲ့ကလေးအလောင်းတွေတွေ့ရတယ်။အလောင်းတွေကတော့အင်မတန်မှပြည့်စည်နေပါပြီ။အလောင်းတွေရှာတွေ့တော့သူတို့တွေကဆက်လုံနေပါတယ်။မန္တလေး Sky Villa Condo ရှာဖွေရေးတွေကိုတွားရောက်စောင့်ကြည့်နေတဲ့ Sky Villa Condo မှာနေထိုင်သူပြည်သူတန်းဦးကပြောပါတယ်။ပြင်ပမှစောင့်ကြည့်မှုတွေရ Sky Villa Condo ရဲ့အပြည့်စည်တွေကအလွန်တုတယ်ကြီးမားပြီးအလောင်းတွေအလုံးကိုဖန်ရှားရှင်လင်းဖို့ခက်ခက်ခဲခဲလှုပ်ဆောင်နေရတာကိုမြင်တွေ့နေရကြောင်းတရုတ်နိုင်ငံမှာအဖွဲ့များကကင်စိန်ဆိုင်ရာခင်မင်းဤပညာတွေတောင်းပြီးရှာဖွေကင်စိန်ကိုဦးဆောင်နေတဲ့ တွက်အလောင်းတွေကိုဇက်တိုင်ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်းသိရပါတယ်။ Sky Villa အပြုပြက်တွေကအရှမ်းကိုဒုတွေကြီးမားပါတယ်။ကင်စင်ဤသမားတွေအတွက်လည်းအတော်ကိုအန်ဒီယံများတယ်။အောက်ကိုဂျုံဝင်သွားတဲ့အထက်တွေအကုန်လုံးရောက်ဖို့လည်းမလွယ်ဘူး။အခုကအမြင့်ကြီးပေါ်ကအထက်တွေနဲ့အပြုပြက်တွေတွေကနေအလောင်းတွေကိုထုတ်နေတာကိုပဲမြင်ရတာ။အထက်တိုင်းအလောင်းကိုအလောင်းတွေရှာဖွေဖို့ကတိတ်ပြီးတော့လွယ်တော့လွယ်မယ်မထင်ဘူး။အလောင်းထုတ်နေတဲ့ကင်စင်ဤသမားတွေလည်းအတော်ကြီးစွန့်စွန်စားစားလုပ်ကင်ရတာမြင်ရတယ်လို့ကင်စင်လုပ်ငန်းတွေကိုနေ့စဉ်သွားရောက်ကြည့်ရှုရင်းပြောင်းစုံမိသားစုတွေတချို့ရဲ့အလောင်းရရှိဖို့စောင့် ောက်ဆိုင်နေသူတွေကဆက်လက်ရှင်းပြပါရယ်မန္တလေးစကိုင်းဗလာကွန်တိုမှာ2020ခုနှစ်မှာစတင်ပြီးရောင်းချခဲ့တာဖြစ်ပြီးအလွာ12လွာပါဝင်တဲ့အဆောင်3လုံးပါဝင်ပြီးမလ28ရက်နေ့ငလင်ကြောင်းအဆောင်1လုံးမှာလုံးဝပြည့်စည်သွားခဲ့ကြောင်းကြံ12လွာအဆောင်မှာတော့အောက်ချီ9လွာအထိမြေထဲကိုကျုံဝင်ပြည့်စည်သွားခဲ့ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ အုပ်ရှိပင်ကိုအေအေနဲ့ပူပေါင်းဖွဲ့ရောက်လာပါကတည်တံလူချင်းချောက်ပြီးညောင်ကျိုးကိုစစ်ကူထတ်လုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးကိုစစ်ကူတပ်များထပ်မံဆင်လွတ်နေရပြီးအုပ်ရှိပင်အတွင်ကိုရန်သူရောက်လာပါကတည်တံလူချင်းချောက်ပြောဆိုထားကြောင်းသိရပါရယ်။မလ၁၈ရက်နေ့ညကညောင်ကျတော်ရှိအမတ်ချောက်ကကွယ်ပစ္စည်းဆက်ယုံကပ္ပစာ၆တွင်ကိုဒါကစာပြီးခိတ္တဒေတာကိုကဲရင်မူဘုံမူ ဝင်းထွန်းလာရောက်ပြီးစစ်ကူလွတ်မဲ့တပ်တွေကိုချိန်ချပြောဆိုခဲ့ခြင်းဖြစ်ကြောင်းတပ်သတင်းအရင်းမြစ်တွေကသိရပါဗျ စစ်ထွက်မဲ့တက္ကောင်ဆောင်ကိုခေါ်ပြီးပြောတာစစ်ကောင်ဆောင်ကသူ့ကိုတစ္ဆာမဖောင်ရင်ပြီးရောပြေးပြေးပြောင်းပြောင်းခွင့်လွတ်တယ်လို့တက်တဲ့အရင်မြစ်ကပြောပါတယ်။ညောင်ကျိုးရှိစစ်ကောင်စီတက်စကန်နဲ့ချင်းကုံရှိစစ်ကောင်စီတက်စကန်တို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးအရခတက်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါတယ်။စစ်ကောင်စီကညောင်ကျိုးတိုက်ပွဲအတွင်းစစ်တပ်လီလီများအပြင်နေကြောင်းမှာပါအပြင်းထန်တိုက်ခိုက်ခဲ့ပြီးနေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖက်ကိုပုံများချင်းချမိတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံခဲ့ကြောင်းစစ်ကောင်စီတပ်သားနန်း နှင့်သူအလင်းဝင်ခဲ့တဲ့တာယာဝတီခရိုင် PDF တပ်ဖွဲ့စီမှသိရပါဗျာ။ ဒါအပြင်ညောင်ကျိုးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်200ခန်းရှိတဲ့စစ်ကြောင်းတစ်ခုမှာစစ်ကောင်စီကပုံမှားကျင်းလို့120ခန်းထိသွားပြီးကျန်တဲ့80မှာလည်းတိုက်ပွဲအတွင်းသေဆုံးမှုတွေရှိသလိုထွက်ပြေးသွားကြသူတွေနဲ့တပ်ပြတ်သွားကြောင်းသိရပါတယ်။အေအေနဲ့ပူပေါင်းတပ်ဖွဲ့ရဲ့ထိုးစစ်ကညောင်ကျိုးကကြော်ပြီးညောင်ကျလောက်ကိုရောက်ရှိကကပ္ပစရီအတွင်းစစ်ရေးပြင်းထန်လာမှာကိုစိုးရင်ပြီးအုပ်ရှိပင်နဲ့ရန်ကုန်တိုင်းအတွင်းမှာစစ်ကူတွေခေါ်ပြီးစစ်ကောင်စီကအင်အားဖြည့်တင်ထားကြောင်းသိရပါတယ်။မော်ဘီအခြေဆိုင်တရင်တောင်ကူအပြင်စစ်မှုထမ်းတင်နန်းစဉ်အမှတ်စဉ်ရှေ့မှာတင်နန်းသား600 ခံကိုပါကပ္ပစ6တွင်ပို့ထားပြီးမနေ့ကစပြီးအဲ့ဒီအင်အားတွေကိုထုံနှုတ်ကညောင်ကျိုးတိုက်ပွဲကိုခွဲပြီးပို့ဆောင်နေကြောင်းတပ်သတင်းအရင်းမြစ်တွေကပြောပါရယ်ညောင်ကျိုးစခန်းကိုထားပြီးဖျို့ဖျဲထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုစစ်ကောင်စီတပ်အရာရှိတွေကပြီးခဲ့တဲ့မလ9ရက်နေ့ကလေးကအုတ်ရှိပင်မှာစောင့်ဖမ်းပြီးညောင်ကျိုးကိုပြန်လည်ပို့ဆောင်နေကြောင်းသိရပါရယ်ဒါအပြင်ညောင်ကျိုးစခန်းတိုက်ပွဲမှာထိခိုက်ဒဏ်ရာရရှိသူတွေနဲ့တည်ဆောင်းသူတွေကို4ကရီအပြည့်တည်ဆောင်းပြီးအုတ်ရှိပင်နဲ့ပြည်ကိုပြန်လည်ပို့ဆောင်နေကြောင်းဒေသခံတွေစီကသိရပါရယ် ဆက်လက်ပြီးစစ်ကောင်ဆောင်ကအာနာနီယာတီမြင်ရေးအတွက်ဘာသာရေးနဲ့ပုံချဲတိုက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်တည်းအသုံးချနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကအာနာနီယာတီမြင်ရေးအတွက်၎င်းတို့ကျူးလွန်နေရရှိတဲ့နိုင်ငံတကာဆေးရဆွေးမှုတွေကိုဖုံးကွယ်ဖို့အတွက်ဗုဒ္ဓဘာသာဝင်တန်ကားတော်တွေကိုပွဲတိုက်စိတ်တွေစကတ်ပြီးအသုံးချစည်းရုံးနေကြောင်းဆရာတော်တန်ကားတော်များထံမှသိရပါရယ်။စစ်ကောင်စီကအာနာသိမ့်ပြီးနောက်နိုင်ငံတော်ပုံချဲတိုက်ခိုက်နေတော်လဲစစ်ကောင်ဆောင်ကတော့အခုရက်ပိုင်းတွင်ပြည်တွင်ပြည်ပရှိတန်ကားတော်တီလာရှင်များ နဲ့လူပုဂ္ဂိုလ်ကို2025ခုနှစ်သာသနာတော်ဆိုင်ရာပွဲတစိတ်တော်များဆက်ကပ်ပေးခဲ့ပါတယ်။စေကောင်းဆောင်ကဗုဒ္ဓဘာသာလို့ဆိုပြီးပွဲတစိတ်တွေကပ်ပြီးတော့ကြီးညိုခြင်းရောက်ပြနေပေမဲ့လေသူ့ဘာသာတရားကတော့ငွေကြီးနဲ့အာဏာနီးရပါပဲလို့ နွေဦးတော်လိုင်းရင်တန်ခါကွန်ရံမှာဆရာတော်ဦးဝရမကပြောပါရဲအဲ့ဒီအတွက်ဘာသာရေးဆရာတန်ခါတော်များကိုဘယ်တစိမ့်ဆက်ကတ်ခြင်းနဲ့ဘုံကျဲတက်ခိုက်ခြင်းဆိုတဲ့လက်လာပါနဲ့အကြောက်တရားကိုတပြိုင်နက်တည်းပြသပြီးအတုံးချနေတာကိုအားလုံးအထူးသတိချက်ဖို့လိုအပ်ကြောင်းဆရာတော်ဦးဝရမမှဆက်လက်မိန့်ကြားပါရဲစစ်ကောင်းဆောင်နဲ့လက်အောက်ခံစစ်ဗိုလ်ချုပ်တွေကအဘိဒဇမဟာရထဂူရုအဘိဒဇအက္ကမဟာတတမဇောတိက အက္ကမဟာပန္နိတာ အက္ကမဟာတတမဇောတိကတဆာအက္ကမဟာကဏဝါစကပန္နိတာစားတဲ့ဘွဲတစိမ့်တော်တွေကိုပြီးခဲ့တဲ့မလ၃ရက်ကဆက်ကတ် င်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီကအခု2025ခုနှစ်သာသနာတော်ဆိုင်ရာဖွဲ့တစိတော်များအဆောင်ရောင်များကိုပြည်ရင်းပြည်ပါရှိတန်ကတော့435ပါ၊တိလရှင်စရာကြီး36ပါနဲ့လူပုဂ္ဂိုလ်53ဦးကိုစက္ကန့်ချင်းမြင့်ခဲ့ကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။စစ်ကောင်စီကအဲ့လိုဖွဲ့တစိများစက္ကန့်ချင်းမြင့်နေမှုက၎င်းတို့မတရားသဖြင့်တန်ကတော့တွေဖမ်းဆီးတပ်ဖြတ်ခြင်း၊စီရီဘတ်တို့ဘာသာရေးအဆောင်များပုံကျဲတိုက်ခိုက်မှုတို့ကိုဖုံးကွယ်လို့ဟန်ပြသဘောဖြစ်ကြောင်းတန်ကတော့တွေကမိတ်ဆွေကြပါတယ်။အလားတူစစ်ကောင်စီကပြီးခဲ့ နေ့မန်လာ16ရက်ကလည်းရှမ်းမြောင်နောင်ချုံမြို့နယ်ရှိစိန်ရဲတနာပရိယတိစာတင်တိုက်ဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တန်ဃာတော်6ပါးပါဝင်ပြည်သူ့ကုန်းတည်ဆုံသွားကြောင်း TNN နဲ့ဒေသခံတွေစီကသိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။